ကဘာပေါ်မှာရှောင်လွှဲလို့လွန်ဆန်လို့မရတာကတော့တဘာဝတရားကြီးကပေးတဲ့ဘေးအန္တရာယ်ပါပဲ။တချို့ကဒါကိုဖျားရိုက်တာလို့ပြောခြင်းပြောမယ်။ကတ်ဆိုင်တာလို့ပြောခြင်းပြောမယ်။လိုရာဆွဲတွေပြီးအမျိုးမျိုးဖုံဖုံအပြစ်တင်ပြောဆုံနေကြပြီမယ်။သိပ္ပံပညာရဆိုရင်တော့တနာယီမိုင်းတစ်ထောင်နှုံးလည်နေတဲ့ကဘာကြီးရဲ့မျက်နှာပြင်ဟာလှုပ်ရှားမှမလွဲသေးကြပါပဲ။ဒီလိုပဲတဘာဝဘေးအန္တရာယ်ဆိုတာကြိုတင်မှန်းဆလို့မရတာကြောင့်ကြိုတင်ကာကွယ်ခြင်းတွေပြုလုပ်ကြရပါတယ်။ ပြီးခဲ့တဲ့ရက်ကမြန်မာနိုင်ငံအလဲပိုင်းမှာဖြစ်ပျက်ခဲ့တဲ့ငလျင်မျိုးဆိုရင်ဘလို့ပဲကြိုတင်ကာကွယ်မှုတွေလုပ်ထားပါစေအထိခိုက်ကင်းနိုင်မှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့တာမန်မြေသားမြေကျော်လှုပ်ရုံမဟုတ်ပဲမြေတူနှချမ်းကွဲထွက်ခြင်းနဲ့မြေတူထဲမှာရေတူဝင်ရောက်သွားခြင်းကြောင့်ငလျင်ကျော်တခြားအဆောက်အဦတွေဟာပတ်ကြားအပ်မြေချင်းတွေနဲ့နှိမ့်ဝင်သွားကြပြီးဆွဲခါတဲ့မြေငလျင်အချိန်ကြောင့်အဆောက်အဦရဲ့နေရည်တွေဟာခြေမှွှားခံရပြီးမြေမြုပ်လိုက်သလိုဖြစ်သွားစေပါတယ်။အကြရာဟာကြိုတင်စီစဉ်ထားသလိုဖြစ်ပျက်သွားခဲ့ရပြီး ကယ်တင်ရေးအစီအမံများဟာအကြောင်းကြောင်းကြောင့်နှောင့်နှေးနေရတာကြောင့်ကံကောင်းလို့ရှင်ကြံသူများတော်မှာအကယ်စေမခံရဘဲအသက်ဆုံးရှုံးကြရပါတယ်။ဒါဆိုမြန်မာနိုင်ငံဟာငန်လျင်အန်ရယ်ကိုမကြုံဘူးလားလို့မေးစရာရှိပါတယ်။မြန်မာနိုင်ငံဟာဂျပန်နီးတူငန်လျင်နိုင်ငံတစ်ခုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံဟာကုန်းမြေတူကြီးနှစ်ခုဖြစ်တဲ့အာရှကုန်းမကြီးနဲ့အိန္ဒိယတိုက်ငယ်တွေရဲ့ဆုံရနေရာတစ်ခုဖြစ်ပါတယ်။ကုန်းမြေနှစ်ခုရဲ့ထိတွေ့ရနေရာတွေမှာတည်ရှိနေတဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့် လျင်ကြီးတွေကိုနှစ်ပေါင်းများစွာအကြာမှာအမြဲကြုံတွေ့ရလေရှိပါတယ်။သို့တော်လည်းလူနေကျဲပါတာကတကြောင်းအထိခိုက်တဲ့တွင်တွေကိုဖုံးဖိတာကတကြောင်းလူသိနေလာတဲ့မြန်မာနိုင်ငံရဲ့အနေရဆိုးကြီးဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုငလျင်ဆိုးတွေကိုအမြဲကြုံတွေ့နေရတဲ့ဂျပန်နိုင်ငံဟာသူတို့ရဲ့အဆောက်အဦတွေကိုဘယ်လိုတိစောက်ထားတာလဲဆိုတာကိုပြောပြသွားပါမယ်။တိုကျိုအိုဆာကာနဲ့ယိုကိုဟာမားမြို့တွေမှာရှိတဲ့အမြင့်ဆုံးအဆောက်အအုံများဟာ မြို့ပြရှုခင်းတွေကိုလွှမ်းမိုးထားပါတယ်။ဒီမိုးမြော်တိုက်ကြီးတွေဟာလူသားတွေဖန်တီးထားတဲ့အဆောက်အဦတွေအနေနဲ့မလုံမရှက်နိုင်ပဲခိုင်မြဲစွာရပ်တည်နေပါတယ်။ဂျပန်နိုင်ငံရဲ့မြို့ပြလူနေမှုဘဝနောက်ခံမှာဒီအဆောက်အုံတွေဟာကမ္ဘာဖွံ့ဖြိုးပြီးမြို့ကြီးတွေလိုပဲမြဲမြံစွာ တည်ရှိနေပါတယ်။အဆောက်အုံတွေကမြင့်မားစွာရပ်တည်နေချိန်မှာမြို့တော်ကြီးကသူတို့ပတ်လည်မှာလှုပ်ရှားစွာလဲပတ်နေပါတယ်။လူတွေရင်တွေရဲ့အလုံးရှုံမှုကြမှာ ဒီအဆောက်အုံတွေကမြို့တော်ကြီးကိုချိတ်ဆက်ပေးထားတဲ့အရာတွေဖြစ်ငြိမ်သက်စွာရည်တည်နေပါတယ်။တင့်ပံဝင်းကျင်ကငလျင်တစ်ခုကိုကြုံမှုမယ်ဆိုရင်ကစင်ကလျားဖြစ်သွားတယ်လို့ခံစားရတာကိုသိမှာပါ။မလုံမရှက်နိုင်တဲ့အရာဆိုတာအမြင်မှားမှုတစ်ခုပါပဲ။မလုံမရှက်နိုင်တဲ့အရာတစ်ခုဟာအဲ့ဒီလောက်မြင်မှားစွာဆက်လက်ရည်တည်နိုင်မှာမဟုတ်ပါဘူး။အောက်ချိန်မြေပြင်ကသူ့ကိုအခြေခံအထိလှုပ်ခတ်ခြင်းရင်လှုပ်ခတ်သွားနိုင်ပါတယ်။ဂျပန်နိုင်ငံမှာတော့ဒီမိုးမျောတိုက်တွေဟာလှုပ်ရှားရမယ့်သဘောရှိပါတယ်။ ဒီနေ့မှာတော့ဂျပန်နိုင်ငံကမိုးမျှော်တိုက်တွေဘလို့တိဆောက်ထားလဲဒီဒေတာကိုဖြတ်တန်းလာတဲ့ငလျင်တန်ကိုဘလို့ခံနိုင်ရရှိအောင်လုပ်ထားလဲဆိုတာလေ့လာကြည့်အောင်ငလျင်စုံတစ်ခုမှာဘလို့အခြေအနေကိုစိတ်ချရတယ်လို့သတ်မှတ်ကြတယ်လေဂျပန်ကျွန်းတွေဟာ Pacific Survey နဲ့ Eurasia Philippine Pacific တက်တွန်းတပြားတွေပေါ်မှာတည်ရှိပါတယ်တပြားကိုတပြားဖိထားတဲ့အစွန်ပိုင်းမှာတည်ရှိပြီးအလွန်ကြီးမားတဲ့ဖိအားတွေစုပုံလာစီပါတယ် ငလျင်တစ်ခုဖြစ်ပွားတဲ့အခါ DPR တွေကိုလွှတ်ချလိုက်ပြီးတခါတရံမှာတမျိုးလုံးကိုမြေပြင်ညီသွောင်းအောင်ဖျက်ဆီးနိုင်တဲ့အထိပြင်းထန်တဲ့တုံ့ခံမှုတွေကိုဖြစ်စေပါတယ်။2017ခုနှစ်ကဖြစ်ပွားခဲ့တဲ့တိုယိုငလျင်ဟာယနေ့အထိအပြက်စီးအများဆုံးငလျင်ဖြစ်ရတဲ့ခုသတ်မှတ်ခံထားရသေးပါပဲ။ဒါပေမဲ့ဒါကဂျပန်မှာနှစ်စဉ်ဖြစ်ပွားနေကြငလျင်များစွာတဲ့ကတစ်ခုမျှသာဖြစ်ပါတယ်။ဒါကြောင့်အဆောက်အအုံအားလုံးယာယီအဆောက်အအုံငယ်လေးတွေတောင် နိုင်ငံတစ်ဝှမ်းလုံးမှာငလျင်တန်းခံနိုင်ရည်ရှိဖို့လိုအပ်ပါတယ်။ အင်ဂျင်နီယာရေကြီးမှန်းထားတဲ့အဓိကခံနိုင်ရည်အဆင့်နှမျိုးရှိပါတယ်။ပထမတစ်ခုကသေးငယ်တဲ့ငလျင်တွေကိုခံနိုင်ဖို့ပါ။ဂျပန်မှာတစ်နှစ်ကိုအကြိမ်အနည်းငယ်ကျုံရနိုင်တဲ့ဒီလိုငလျင်တွေအတွက်အဆောက်အအုံမှာပျက်စီးမှုမရှိစေရပါဘူး။အဆောက်အအုံဒီဇိုင်းကဒီငလျင်တွေဖြတ်သွားပေမဲ့လုံးဝအပြည့်အဝကျန်ရှိဖို့လိုအပ်ပါတယ်။ဒုတိယခံနိုင်ရည်အဆင့်ကပြင်းထန်တဲ့ငလျင်တွေကိုခံနိုင်ဖို့ပါ။1923ခုနှစ်က Great Kendo ငလျင်ကဒီဆန်နှုံးကိုတတ်မှတ်ပေးခဲ့ပါတယ်။ အရင်ငလျင်ကပမာဏ9.6ရှိပြီးယိုကိုဟာမားနဲ့တိုကျိုမြို့တွေကိုပျက်စီးစေခဲ့ုံသာမကလူ3400ကျော်သေဆုံးစေခဲ့ပါတယ်။ဒီလိုပြင်းထန်တဲ့ငလျင်တွေအတွက်ခန္ဓာရည်မှာရည်မှန်းချက်နည်းနည်းလျော့ပါတယ်။အဆောက်အုံတွေလုံးဝမပျက်စီးဖို့ကရည်မှန်းချက်မဟုတ်တော့ဘဲလူသေဆုံးမှုမဖြစ်စေတဲ့ပျက်စီးမှုတွေကိုတော့လက်ခံနိုင်ပါတယ်။ဒီဇိုင်းတွေကလူအသက်တွေကိုကာကွယ်ဖို့ဖြစ်ပြီးဒါကအ ਨੇ ဆုံးလိုအပ်ချက်ပဲဖြစ်ပါတယ်။ ဂျပန်လိုငန်လျင်အမြဲဖြစ်နေတဲ့နေရာတွေမှာလူတွေကိုဘယ်လိုကာကွယ်မလဲဒီလိုပြင်းထန်တဲ့အားတွေကိုခုခံနိုင်မှုဘယ်လိုတည်ဆောက်မလဲအဆောက်အအုံတွေကိုငလျင်စွမ်းရည်တွေကိုအများဆုံးစုပ်နိုင်အောင်ပြုလုပ်ထားရပါတယ်ဒါမှသာ ပြိုမကျမှာဖြစ်ပါတယ်ဒီလိုငလျင်တန်ခံနိုင်မှုအဓိကအသုံးပြုတဲ့နည်းလမ်းကငလျင်ကာကွယ်ရေးနည်းပညာ Simisix Isolation ဖြစ်ပါတယ်အဆောင်အုံတွေကိုငလျင်လှိုင်းတွေရဲ့တံကိုဆုပ်ယူနိုင်တဲ့အထူးပြုလုပ်ထားတဲ့အာယုံခံခြေတိုင်တွေအပေါ်မှာတည်ဆောက်ထားပါဗျ။ ဒီခြေတိုင်တွေမှာဆက်နက်လက်မကနေလက်မ20အထိထူတဲ့ရာဘာကြောင်းကြီးတွေပါဝင်နေတတ်ပါတယ်။ဒီရာဘာကန်ခြေတိုင်တွေဟာငလင်းလှုပ်ရှားမှုတွေကိုစန့်ကျင်အဖြစ်ဆုပ်ယူပေးပြီးအဆောက်အုံပေါ်ကဖိအားတွေကိုရော့ချော့ချပေးပါတယ်။အဆောက်အုံတိုင်းကိုအုံမြင့်ထိဆင်းတဲ့ကော်လန်တိုင်တွေအောက်မှာဒီရာဘာခံများတွေကိုခံထားတတ်ပါတယ်။ဒါအပြင်အဆောက်အုံတစ်ခုလုံးမှာတက်ဆင်ထားတဲ့ငလင်းဖြေလျှော့ဆက် motion dampers တွေကလည်းငလင်းတန်းခံနိုင်ရေကိုပိုကောင်းမွန်စေပါတယ်။ဥပမာ နှစ်ထပ်တစ်ခါလောက်ဒီဆက်တွေကိုထပ်ဆင်တက်ဆင်ပြီးရင်အဆောက်အုံရဲ့လှုပ်ရှားမှုကိုအများကြီးလျှော့ချနိုင်ပြီးပြင်းထန်တဲ့ပျက်စီးမှုတွေကိုကာကွယ်နိုင်ပါတယ်။ဒီဆက်တွေကစပိန်လေထိုးတံလိုပုံစံရှိပေမဲ့လေအစားအရည်တွေနဲ့ဖြည့်ထားတာဖြစ်ပါတယ်။ဒါပေမဲ့အထင်ကရအဆောက်အုံဒီဇိုင်နာတွေကအင်ဂျင်နီယာတွေရဲ့ငလျင်စံချိန်စံညွှန်းတွေနဲ့လိုက်ဖက်ဖို့ဒီဇိုင်းပြုပြင်မှုမကြာခဏငြင်းဆန်တတ်ကြပါတယ်။ဒီလိုရှုပ်ထွေးတဲ့ဆက်ပစ္စည်းတွေမပါဘဲလဲအဆောက်အုံတွေကိုငလျင်တန်ခံနိုင်အောင်ပြုလုပ်နိုင်မှာသေးတယ်။ ဥပမာအားဖြင့်အဆောက်အုံဒီဇိုင်းကပုံမှန်ဖြစ်နေရင်အထက်တိုင်းအမြင့်တူညီတာကော်လန်တွေညီညာစွာစီထားတာငါလျင်တန်ကိုပိုခံနိုင်ပါတယ်ဒါပေမဲ့ဒီဇိုင်နာတွေကဒီလိုပုံမှန်ဒီဇိုင်းတွေကိုသူတို့ရဲ့အမှုပညာမြင်ကွင်းနဲ့မကိုက်ညီဘူးလို့ယူဆတတ်ကြပါတယ်နောက်ထပ်နည်းလမ်းတစ်ခုကတော့အဆောက်အုံကို match structure စက်စကားကွန်ရက်ပုံနဲ့တိဆောက်တာပါဒီနည်းကအဆောက်အုံထောက်ကန်အားတွေကိုပြည့်စုံမသွားအောင်ကာကွယ်ပေးနိုင်ပါတယ် တကယ်လို့အဆောက်အုံရဲ့တစိ့တစ်ပိုင်းကွေးညွတ်သွားခဲ့ရင်အနီးကပ်ရှိတဲ့အခြားစိတ်ပိုင်းတွေကဒီအားကိုညီမျှသွားဖြန့်ဝေပေးပြီးအဆောက်အုံကိုပုံမှုခိုင်မာစေပါတယ်။ဒီနေရာမှာဂျပန်ရဲ့အထည်လုပ်ငန်းတစ်ခုကကာဗွန်ဖိုက်ဘာကြိုးတွေကိုအသုံးပြုဖို့ရွေးချယ်လိုက်ပါတယ်။သူတို့ဟာကာဗွန်ဖိုက်ဘာရောနှောပစ္စည်းကနေအလွန်ပြင်းထန်တဲ့ကြိုးတို့မျိုးကိုဖန်တီးနိုင်ခဲ့ပြီးနော်မီမျိုးမှရှိတဲ့သူတို့ရဲ့ပြာကန်းတဲ့နဲ့ဓာတ်ခွဲခန်းရဲ့တိဆောက်ပုံကိုအားဖြည့်ဖို့ကြိုးစားခဲ့ပါတယ်။သူတို့ဟာဂျပန်ပြီးသူကပညာရှင်တွေဖြစ်တဲ့ ကန်ကိုကူမနဲ့ associate နဲ့ပူးပေါင်းပြီးဒီပစ္စည်းကိုအသုံးပြုကအဆောက်အုံကိုပုံမခိုင်ပါစေဖို့ကြိုးတန်းတွေနဲ့ချီနှောင်ခဲ့ပါတယ်။သူတို့ဟာအမိုးပြင်မှာ1030ချောင်းပါတဲ့ကြိုးတန်းတွေကိုတက်ဆင်ပြီးအတွင်းဘက်မှာလည်း2988ချောင်းပါတဲ့ကြိုးတန်းတွေနဲ့အဆောက်အုံကိုမြေကြီးနဲ့ချိတ်ဆက်ကတည်ငြိမ်အောင်လှုပ်ဆောင်ခဲ့ပါတယ်။ဒါဟာကာဗွန်ဖိုင်ဘာကိုဒီလိုနည်းနဲ့အသုံးပြုတဲ့ပထမဆုံးအကြိမ်ဖြစ်နိုင်ပေမဲ့သူတို့ရဲ့အမြင်အရတော့ ီနီလန်းကိုတက်သားအဆောက်အုံလိုဘေးတိုက်လှုပ်ရှားနိုင်မယ်ပျော်ပြောင်းတဲ့တိဆောက်ပုံတွေမှာလည်းအသုံးချနိုင်ပါတယ်။ငလျင်တန်ခံအဆောက်အုံတွေရဲ့အနာဂတ်ဟာငြိမ်နေတဲ့ဖြစ်စဉ်တစ်ခုမှမဟုတ်ဘဲသူ့တွေတွေဟာငလျင်ဂျော်ရီရဲ့လှုပ်ရှားမှုတွေကိုဆက်လီလာပြီးအနာဂတ်မှာအဆောက်အုံတွေကိုဘလို့တက်ရောက်မှုရှိနိုင်မလဲဆိုတာကိုခံမှန်းနေကြပါတယ်။၂021ခုနှစ်မှာ အပြင်းသားခုနှစ်သို့မဟုတ်ပိုပြင်းတဲ့ငလျင်နှစ်ကြိမ်ဖြစ်ခဲ့မှုပါတယ်။ဖေဗူလာလမှာ9.1ပြင်းအားရှိတဲ့ ဖူကူရှိမားငလျင်နဲ့မတ်လမှာ9.3တုံညပြင်းအားရှိတဲ့မီယာကီငလျင်တို့ဖြစ်ပါတယ်။ဒီလိုပြင်းအားမြင့်ငလျင်တွေဟာတစ်နှစ်ပြီးတစ်နှစ်ပုံမိုပြီးတော့မကြာခဏဖြစ်ပွားလာနေပါတယ်။ငလျင်ပညာရှင်တွေအနေနဲ့ကြိုတင်ခံမရခက်တဲ့ဒီဖြစ်ရပ်တွေကိုခံမရမဲ့ပုံမိုခက်ခဲလာတဲ့တောင်းဝင်ရှိလာပါတယ်။အဖြေကတော့အဆောက်အုံတွေကိုတည်ငြိမ်စေဖို့အသုံးပြုနေတဲ့ဒီပညာတွေကိုတစ်ဖြည်းဖြည်းချင်းစမ်းသပ်ဆင်စစ်နေတာပါပဲ။ အထက်မှာဖော်ပြခဲ့တဲ့ mesh structure လို့စမ်းသစ်တဲ့ဒီဇိုင်းတွေနဲ့စမ်းသပ်မှုတွေကိုဆက်လုပ်နေကြပါတယ်။တခါတလေမှာတော့ဒီစမ်းသပ်မှုတွေကို ပိုသိမ်းငယ်ပြီးစမ်းစမ်းသပ်စမ်းသစ်တဲ့အဆောက်အုံတွေမှာလုပ်ကြပါတယ်။ self fukumoto ဒီဇိုင်းဆွဲထားတဲ့ polyhedral mesh အဆောက်အုံလိုမျိုးပေါ့။ဒီဒီဇိုင်းကအဆောက်အုံလုံးဝမကွေးအောင်ကာကွယ်ပေးဖို့ယူရထားတာပါ။ငါလျင်တန်ခံနည်းပညာရဲ့အတိတ်ကိုကြည့်ရင်အနာဂတ်တွေအချက်လက်တချို့ရနိုင်ပါတယ်။ ဂျပန်မှာ609 AD မှာ Hot Dog Temple တိဆောက်ပြီးကတည်းက9.0နဲ့အထက်ပြင်းအားရှိတဲ့ငလျင်62ကြိမ်လောက်လှုပ်ခဲ့ဘူးပါတယ်။ဒါဆိုဒီအမြင့်122ပေရှိတဲ့အဆောက်အုံကြီးကဘလူနီနဲ့600စုကလေးကဒီလှုပ်ရှားမှုတွေအားလုံးကိုခံနိုင်ရရှိခဲ့တာလေ600စုကစပြီးဂျပန်မှာဗုဒ္ဓဘာသာနဲ့အတူတရုတ်ကနေအထက်မြင့်ဖျားပထိုးတိဆောက်နည်းပညာတွေရောက်ရှိလာခဲ့ပါတယ်။တခြားနိုင်ငံတွေမှာဖျားပထိုးတွေကိုကြောက်တုံးတွေနဲ့တိဆောက်ကြပြီမြဲ ဂျပန်ရဲ့မြေငလျင်များတဲ့သဘာဝကြောင့်ဒီဒီဇိုင်းကမခံနိုင်ပါဘူး။နောက်ဆုံးမှာတော့ဂျပန်လူမျိုးတွေဟာဒီဇိုင်းအပြောင်းလဲအသုံးမျိုးနဲ့ဒီမတိမငြိမ်ဖြစ်နေတဲ့ပတ်ဝန်းကျင်နဲ့လိုင်ယွန်ကြီးတွေဖြစ်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။တိုဂျိုမှာရှိတဲ့ Sky Tree မျော်စင်ဟာအဟောင်းနဲ့အစ်စ်ကိုအကောင်းဆုံးပေါင်းစပ်ထားတဲ့ဥပမာတစ်ခုပါ။ဒူဘိုင်းမှာရှိတဲ့ Burj Khalifa အပြီးကမ္ဘာဒုတိယအမြင့်ဆုံးအဆောက်အအုံဖြစ်ပါတယ်။ဒီမျော်စင်မှာရှေးရိုးဂျပန်ဖျားပထိုးတွေရဲ့ဒီဇိုင်းလက္ခဏာတွေပါဝင်ပါတယ်။ အထူးသဖြင့်အလဲဘဟုမှာရှိတဲ့ဘဟုတိုင်ကြီးဟာငလျင်ဖြေလျှော့စနစ်နဲ့တွဲထားတာကြောင့်တွဲထားတာပါဒီပေါင်းစပ်မှုကငလျင်ဆွမ်းရည်ကိုစုပ်ယူဖို့ကူညီပေးပါတယ်မကြသေးခင်နှစ်တွေကငလျင်တွေမှာဒီမျောစင်ရဲ့ဆွမ်းဆောင်ရည်ကဒါကိုတက်တည်ပြနေပါတယ်ရှင်ပါရှိရာဆိုတာက အထက်တွေအလွန်မင်းမကွေးအောင်ထိမ့်ပေးတဲ့စနစ်ပါဒါကအလေးချိန်ထမ်းဖို့တဲ့တိုင်ဖြစ်ပေမဲ့အဆောက်အုံရဲ့အလေးချိန်ကိုမထမ်းပါဘူးမူလကထင်းရှူးပင်ကြီးတွေနဲ့လှုပ်ထားတာဖြစ်နိုင်ပါတယ် ီတိုင်ကြီးကိုမိုးပြင်အောက်ကနေချိန်ဆွဲထားပြီးအဆောက်အုံတွေကဝင်ရိုးတစ်လျှောက်ချထားတာပါတခါတလေမြေကြီးတွေမြုပ်ထားတတ်ပြီးတခါတလေမြေပြင်ပေါ်မှာပေါပောပါပါထားတတ်ပါတယ်တချို့အချိန်တွေမှာချိန်ဆွဲထားတာလည်းရှိပါတယ်ဒီစနစ်ကအဆောက်အုံပြိုကျမဲ့အထိလှုပ်ရှားနိုင်ပြီးအထက်တွေရဲ့လှုပ်ရှားအားကိုစုပ်ယူပေးပါတယ်အထက်တွေကဒီတိုင်ကိုဝင်တိုက်မိတဲ့အခါလှုပ်ရှားအားတွေကိုစုပ်ယူသွားတာပါဒါကအေယာမလွှဲချိန်တန်တခုပါပဲ။ငလျင်ကြောင့်ဖြစ်ပေါ်လာတဲ့လှုပ်ရှားမှုတွေနဲ့ ထိခိုက်မှုတွေကိုဆုပ်ယူဖို့လုံလောက်တဲ့ drought ပမာဏရှိပါတယ်။ဒီနေ့ထိဒီလိုဖြေလျှော့စနစ်တွေကိုအသုံးပြုနေသေးပါ။တိုင်ပေ111ညော်စင်မှာ62ထက်ကနေချိန်ဆွဲထားတဲ့တံမဏိလွှဲချိန်တန်ကြီးကိုအသုံးပြုထားပါတယ်။ဒီလွှဲချိန်တန်က930တန်၄ပြီး၄တက်စာမြင့်ကလေပြင်းတွေကြောင့်အဆောက်အုံရိုင်းမသွားအောင်ကာဝယ်ပေးပါတယ်။နယူးယောက်မြို့က City Cop Center မှာလည်း900တန်လေးတဲ့ကွန်ကရစ်ဒုံးကြီးကိုအလားတူစနစ်နဲ့အသုံးပြုထားပါတယ်။ ဟာရီကိန်းမုန်တိုင်းတွေကြောင့်အဆောက်အုံရွှေ့မသွားအောင်ဒီစနစ်ကကာကွယ်ပေးပါတယ်။စမ်းသစ်တဲ့တီထွင်မှုတွေကဒီပညာကိုအစဉ်အဆက်တိုးတက်စေပါတယ်။ engineering နဲ့ဘိသူကပညာရှင်တွေရဲ့အဓိကရည်မှန်းချက်ကလူအသက်တွေကိုကာကွယ်ဖို့ပါ။ဒီအတိုင်းပဲသူတို့ဟာဒီဇိုင်းအလှပနဲ့ရှေးဟောင်းနည်းပညာတွေကိုဘယ်လိုဆက်ပြီးအဆင့်မြင့်မလဲဆိုတာကိုစောင့်ကြည့်ရမှာပါ။အခုချိန်မှာတော့သူတို့ဖန်တီးထားတဲ့အံ့ဖွယ်အဆောက်အုံတွေကိုခံစားကြည့်ရှုလို့ရပါတယ်။ငလျင်လုံလုံတာက ဘယ်နေရာမှာပဲဖြစ်ဖြစ်လန့်စရာကောင်းပါတယ်။ဒါပေမဲ့ပေတရာကျော်အမြင့်မှာမြေကြီးတုံနေတာကိုခံစားရတာစိတ်ကူးရင်ပဲဆိုရင်အတော်လေးထိတ်လန့်စရာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။